နီကိုနဲမော်ရီယာကန်ချန်းကိုမော်ရီအိမ်ကိုခေါ်လာပြီးနေလက်သာဆိုင်စကားပြောကြပါတယ်။ကန်ချန်းကတော့မော်ရီလိုပဲနီကိုအမေကနီကိုကိုဆောက်ရှောက်ခိုင်းထားတဲ့အဆောက်အအုံတစ်ယောက်ပါ။နီကိုနဲကန်ချန်းတို့ကလေးချင်းရေးရလဲအတူတူလှုပ်ခဲ့ဘူးပါတယ်။နီကိုရဲ့အဆောက်အအုံရဲ့ဘာကြောင့်ဒီချိန်ထိပုံနေရလဲလို့မော်ရီကမေးတော့ငါက"အိုနေနဲ့စကားမပြောဘူး"လို့ကန်ချန်းကပြန်ဖြေပါတယ်။မော်ရီကမေးတာမရရင်တခြားနီးပဲသုံးလိုက်တော့မယ်ဆိုပြီးနီကိုကိုမှော့သွောခိုင်းလိုက်ပါတယ်။မော်ရီလည်းထီးကိုကြားကန်ဖြစ် သုံးပြီးစကားပြောခိုင်းပါတော့တယ်။အရင်ကတည်းကတန်ကူးနဲ့အိုနေတွေကမတဲကြတဲ့မျိုးနွယ်စုတွေပါ။ မော်ရီကတော့တိုင်ဖုန်းဆိုတာသူ့အဖေပြောခဲ့ဘူးတာကြားဖို့ပဲမယ်တကယ်ရှိမရှိတော့တေချာမသိဘူးလို့ဆိုပါတယ်။အိုနေနဲ့တဲ့ကူအကြောင်းစကနိုင်လူရင်းကနေနောက်ဆုံးပုံးနေရတဲ့အကြောင်းကိုပဲမော်ရီကမေးပါတယ်။ကဲချက်ကငါတယောက်တည်းအိုနေမလို့ပဲနီကိုကိုကဝန်နိုင်တယ်ဆိုတာမျိုးပြကြံတော့ပုံးနေရလို့ဆိုပါတယ်။နီကိုကတော့ကံကသူ့ကိုကြောင်းတက်နေတဲ့နေကလေးကစောက်ရှောက်နေလို့ကျေးဇူးတင်နေပေမဲ့တကယ်မဟုတ်အကြောင်းဂျားကန်ပြစီဖြစ်တဲ့ ठी ကပြောပြပါတယ်။တကယ်တော့ကံဟာကျွေးရည်များနေတဲ့နေလို့နီကိုကိုတတ်တော်စားလို့ရမယ်လို့ကိုလက်ခံခဲ့ရတာပါ။နီကိုအမေကကံရဲ့အကျွေးလေးကိုဖြည့်ရှင်းပေးလိုက်ပြီးတတ်တော်စားအလုပ်ကိုပေးခဲ့တာဖြစ်ပါတယ်။ နီကိုကလက်ဖေးပဲဖြစ်ဖြစ်သွားဖြောက်လိုက်မယ်ပြောပြီးထွက်သွားပါတယ်။ကန်လည်းနီကိုမရှိမှနီကိုအမေပေးလိုက်တဲ့ဟော့ကင်းစာရွက်ကိုထုတ်ပြပါတယ်။ဟော့ကင်းကတော့အเจ้าမှနီကိုကိုပြစ်မှတ်ထားနေရရန်သူရှိနေရဆိုတာပါပဲ။နီကိုကကန်နဲ့မော်ရီကိုတင်းမျက်စီချင်လို့အစားအစာတွေမော်ရီထည့်လိုက်ပါတယ်။ကန်နဲ့မော်ရီနဲ့မကပဲလမ်းမောကကလေးတွေပါစားမိလိုက်တာအကုန်ပကုံးချင်းတွေဖတ်ပြီးအရန်တွေချစ်ခင်ကုန်ကြပါပြီ။နီကိုကပစ္စည်းရောက်လို့သွားယူပါတယ်။နီကိုအမေကနီကိုအဝတ်ဟောင်းတွေပို့ပေးလိုက်တာပါ။ နီကိုကပို့ဝေးလိုက်တဲ့အဝိတ္တိတွေရတထဲကိုယူဝေးလိုက်တော့မှော်စရာတယောက်ကနီကိုရဲ့ခန္ဓာကိုယ်ကိုထိန်းချုပ်လိုက်ပြီးနီကိုကိုခေါ်သွားပါတော့တယ်။ကန်နဲမိုရီကလည်းနီကိုကိုလိုက်ကယ်ရပါတယ်။ဒီတစ်ခါတော့တန်ကွေးရဲ့ဆွမ်းအားနဲ့အိုနီရဲ့ဆွမ်းအားပေါင်းပြီးနီကိုကိုကယ်နိုင်ခဲ့တာပါ။ဒါပေမဲ့နီကိုအမေရေးပေးလိုက်တဲ့မော်ဇော်ဝိုင်းကပြောင်းမသွားသေးပါဘူး။တကယ်ရန်သူအစ်စ်ကရှိနေသေးရဲ့ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ကန်ကမိုရီနဲ့နီကိုစီလာနေမယ်လို့ပြောဝင်မယ်။မိုရီကတော့သဘောမကျပါဘူး။နီကိုကတော့အတူတူနေကြအောင်ဆိုပြီးပြောနေပါတယ်။ကန်ကအချိန်ခဏလေးအတွင်းရက်ွက်ထဲကလူတော်များနဲ့ရင်းနှီးနေပါတယ်။ အဲ့ဒီညမှာပဲကန်ကမော်ရီနဲ့ကဲတူဆော့ရဲ့ရင်းနှီးအောင်စူးစမ်းနေခဲ့ပါတယ်ဒီမှာအပိုင်းလေးဟာပြီးဆုံးသားပါတယ်